ငလှင်အပီးအဆောက်အဦအကဲဖြတ်ခြင်းနှင့်ပြုပြင်ခြင်းဤပညာတည့်ရသင်တန်းပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလျင်ပီအဆောက်အဦအကဲဖြတ်ခြင်းနှင့်ပြုပြင်ခြင်းဤပညာတရက်သားအသင်တန်းကိုပြုလုပ်သွားမယ်လို့မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် MCEF မှသိရပါထိတ် MCEF အနေနဲ့ငလျင်ဖေးတန်တဲ့ဒေသတွေအတွက်ဂူကြီးကဲဆယ်ရေးပြန်လည်ထူထောင်ရေးပညာပေးရှိလုပ်ငန်းစဉ်သုံးရအချမှတ်အကောင့်ထဲပေါ်လျက်ရှိရမှငလျင်ပီအဆောက်အဦအကဲဖြတ်ခြင်းနှင့်ပြုပြင်ခြင်းဤပညာတရက်သားအသင်တန်းကို EMI အဖွဲ့အစည်းမှနိုင်ငံခြားသားလိုင်စင်ရပြီးသူ ပညာရှင်တွေ professional engineers တွေနဲ့သင်ကြားပေးသွားမယ်လို့ဆိုပါတယ်။အစိုးရသင်တန်းကိုရန်ကုန်နဲ့မန္တလေးနှစ်မြို့လုံးမှာဖွင့်လှစ်မှာဖြစ်ပြီးမေလ9ရက်နေ့မှာမန္တလေးမြို့နဲ့မေလ12ရက်နေ့မှာရန်ကုန်မြို့တွေမှာပြုလုပ်သွားမှာဖြစ်ပါတယ်။တက်ရောက်လို့သူတွေအနေနဲ့ MCEF တို့ဆက်သွဲစရင်ပေးနိုင်ပြီးအခမဲ့တက်ရောက်နိုင်တယ်လို့သိရပါတယ်ရှင်။